မြန်မာစစ်နှင့်စကွဲကို EU နှင့်အခြားဆေးကွာနိုင်ငံများမှပြန်ဝယ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစံနဲ့စကွဲကို EU နဲ့အခြားဈေးကွက်နိုင်ငံတွေကယခုအပတ်မှစတင်ပြီးပြန်လည်ဝယ်ယူနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံစံစပါးဆိုင်ပြိုးထုတ်လုပ်သူများအသင်းကနေသိရပါတယ်။ လက်ရှိမှာ EU ကငါးမှတ်ဆန် DPR သဒ္ဒန်ကိုဒေါ်လာ330ငါးမှတ်ပေါင်းဆန်သဒ္ဒန်ကိုဒေါ်လာ440 450အောက်ရှာဈေးကွက်ကငါးမှတ်ဆန် DPR သဒ္ဒန်ကိုဒေါ်လာ325နဲ့ဈေးပေးဝယ်နေပြီး EU ဈေးကွက်ဟာမြန်မာဆန်နဲ့စကွဲရဲ့အထူးကဝယ်လက်ဖြစ်ကောင်းဝယ်ယူမှုရနာထားရာကနေပြန်လည်ဝယ်ယူလာတာဖြစ်တယ်လို့သိရပါတယ် ဆန်နဲ့ဇဝဲတင်ဖို့ရာမှာတရုတ်ဈေးကွက်ကိုဒုက္ခမျိုးအစားဆက်မှတ်ဆန် DBS တရံကိုဒေါ်လာ325 330အာဖရိကဈေးကွက်ကို35မှတ်ဆန်ရိုးရိုးစာတရံကိုဒေါ်လာ295 280စကွဲ B1 B2 တရံကိုဒေါ်လာ295ဈေးနှုန်းတွေနဲ့ရောင်းနေရတယ်လို့သိရပါတယ်ရှင်။